င်္ဂလာပါရှင်။နိုဝင်ဘာလ၄ရက်နေ့အတွက်တန်လင်ထမ်းမြိတ်နေ့လည်ခင်းနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တန်လင်ထမ်းမြိတ်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တန်လင်ထမ်း application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်ကြည့်ပါပါရှင်။ဒီကနေ့နေ့လည်ပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြိုင်မျိုးမှာစစ်ကောင်ဖြစ်စစ်ကြောင်းကြေးရွာတွေကိုဝင်မှွေနေတဲ့သတင်းနဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အရေးယူခံရသူတရာနီးပါးရှိလာတဲ့တည်င်းတွေကိုပါရှုစားကြရမှာပါ။ရုရှားရန်တားဆီးဖို့ Patriot လေကြောင်းကာကွယ်ရေးစနစ်ယူကရိန်းထက်မှန်လက်ခံရရှိတဲ့တည်င်းတွေပြင်အာနာသိန်းကာလာတပ်ဖြတ်ဖန်ဆီးခံရတဲ့ပြည်သူတွေရဲ့အချက်လက်တည်င်းတွေကိုပါတင်ဆက်ပေးသွားပါမယ်ရှင်။ ွန်ပြည်နယ်ကြိုင်မျိုးမြို့နယ်ကတုံးစီကျေးရွာအနီးရှိ MCL ဗီလက်မြေစက်ရုံမှာစစ်ကောင်ဖြင့်တပ်ရဲစစ်ကြောင်းဟာအထိုင်ချပြီးကျေးရွာတွေကိုဝင်မွေနေတယ်လို့ဒေသခံတွေကတင်ပြထားမှုပြောပါရယ်။မနေ့နိုဝင်ဘာလ3ရက်နေ့အထိအင်အား200ခန့်ပါတဲ့စစ်ကောင်ဖြင့်စစ်ကြောင်းဟာ MCL ဗီလက်မြေစက်ရုံ area အတွင်းမှာအထိုင်ချထားပြီးကတုံးစီ၊ရွှေဝါချောင်း၊ပေါတော့ကျေးရွာတို့ကိုစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ကတုံးစီကော့တွန်သွားလဲ။ ကတုံစီဝါပြန်ကုန်းသွားကားလမ်းတွေပေါ်မှာလဲစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။ရွာထဲဝင်လာတဲ့အစ်စ်ကြောင့်ဟာသူတို့မတင်ကားတဲ့နေအိမ်တွေကိုဝင်ရောက်စစ်ဆေးတာအိမ်နောက်စုစည်ရင်းတွေတောင်းကြည့်တာတွေပြုလုပ်တဲ့အပြင်စစ်ကြောင်းသွားရလမ်းတစ်လျှောက်ဖြတ်တန်းသွားတဲ့ကားနဲ့ဆိုင်ကယ်တွေကိုပါမတင်ကားပါကလှန်လောစစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့အကြောင်းဒေသခံတို့ကပြောပါတယ်။အဲ့ဒီစစ်ကြောင်းဟာအစစ်အစေးကျမ်းတာရှိနေပေမဲ့ဒေသခံတွေကိုဖမ်းဆီးသွားတာမျိုးတော့မရှိသေးဘူးလို့ဆိုပါရရှင်။ အခုလိုစစ်ကြောင်းကနေအိမ်တွေကိုဝင်စစ်နေတာကြောင့်ဒေသခံလူငယ်အမျိုးသားတွေပေါ်တာဆွဲခံရမှာစိုးရိမ်ပြီးတချို့ကတဲရှောင်နေကြတာတွေရှိနေပါတယ်။စစ်တပ်ဘက်ကအခုလိုစစ်ကြောင်းထိုးသွားလာလှုပ်ရှားနေတဲ့လမ်းတွေအပေါ်တော်လိုင်းရေးတပ်ဖွဲ့တွေလည်းစောင့်ကြည့်နေပြီးတံပြန်တိုက်ခိုက်ဖို့စီစဉ်နေတယ်လို့သိရပါတယ်ရှင်။အဲ့ဒီစစ်ကြောင်းဟာအောက်တိုဘာလ26ရက်နေ့ကစပြီးရတနာနဲ့ကတုံစီကျေးရွာအတွင်းကကျေးရွာတွေကိုဖျက်က MCL ဗီလက်မြေစက်ရုံအေရီယာဝန်းကျင်မှာအထိုင်ချထားတာပါ စစ်ကောင်ရှင်တပ်သားတွေတွာလာလှုပ်ရှားနေတဲ့နေမြေဟာ2024ခုနှစ်အတွင်း KNL ပူးပေါင်းတပ်တွေထိန်းချုပ်နိုင်ခဲ့တဲ့နေမြေဖြစ်ပြီးစစ်ကောင်ရှင်တပ်တွေထိုးစစ်ဆင်လာချိန်မှာတော့ MCL ဗီလန်မြေစက်ရုံတဝိုက်တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့သိရပါတယ်။လာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပမဲ့ရွေးကောက်ပွဲကိုပြပြစေဖို့နှောက်ရဟန်တာဖြက်စည်းရာတွေလှုပ်ဆောင်ခဲ့တဲ့ဆွဆွဲချမ်းနဲ့အမှုဖွင့်အေးအေးယူခံရသူတရာနီးပါးရှိလာတယ်လို့စစ်ကောင်ပြင်းရဲ့စီးရင်တွေအရာသိရပါဗျ။ ရွေးကောက်ပွဲဝါရဖြန့်ဇလန်းနဲ့ပတ်သက်ပြီးအွန်လိုင်းပေါ်ဝေဖန်ရေးသားတာ Love Reel တွေပေးတာတွေလုပ်ခဲ့တဲ့ Director 3ဦးနဲ့တရုတ်ဆောင်2ဦးတို့ကိုစစ်ကောင်ပြင်တက်ကဇက်တိုက်ဖမ်းဆီးအရေးယူခဲ့ပြီးအခုလဆန်းပိုင်းမှာထပ်တိုးအရေးယူမှုတွေပြုလုပ်လာတာပါ။အဲဒါကြောင့်ပြီးခဲ့တဲ့အောက်တိုဘာလ29ရက်နေ့အထိစစ်ကောင်ပြင်ထုတ်ပြန်ခဲ့တဲ့အရေးယူခံရသူ88ဦးကနေနောက်ထပ်9ဦးရှိလာခဲ့တဲ့အတွက်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်ခံရသူပေါင်း65ဦးအထိရှိလာခဲ့တာဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲကိုပြပြစီဖို့ရည်ရွယ်ပြီးနောက်ဆက်ဟန်တာဖြက်စည်းရာတွေပြုလုပ်ခဲ့သူ9ဦးကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်အရေးယူခဲ့တယ်လို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကနိုဝင်ဘာလ3ရက်နေ့မှာတင်ထုတ်ပြန်တာပါ။ အမှုဖွင့်ခံရသူ9ဦးဟာ PDF အဖုပ်ဝင်တယောက်ကိုဖုန်းကနေတဆင့်ရွေးကောက်ပွဲကိုနှောက်ရှက်ဖြတ်စည်းရမယ်လို့យေတာပေးပို့တာဖန်အမျိုးနယ်ရှိကြံ့ခိုင်ရေးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးရဲ့ဓက်ပုံနဲ့စာသားပါ V9 စာကိုစုပ်ဖြဲတာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်ရှင်။ ဒါပြင်မြို့နယ်ရွေးကောက်ပွဲကွန်ရှင်အဖွဲ့ဝင်တွေကိုဆဲဆိုချင်းချောက်ထိုးချိန်တာလူမှုကွန်ရက်ဆမင်နာရီမှာရွေးကောက်ပွဲပညာပေးဇာလန်းနဲ့ပတ်သက်ပြီးပြည်သူတွေအထင်မြင်လွဲမားစေဖို့အတွက်စမ်းကျင်လုံခြုံရေးစာသားတွေရေးသားခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖန်စီအေးအေးယူခံရသူ9ဦးဟာအမျိုးသားအမျိုးသမီးတွေဖြစ်ကြပြီးအဲ့ဒီထဲမှာအသက်15နှစ်အရွယ်အမျိုးသားတဦးလည်းပါဝင်ကအေယော်ဒီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ကဒေသခံတွေဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ရွေးကောက်ပွဲပြက်ပြန်းအောင်ကိုထိလက်ရောက်နှောက်ရဟန်တာဖြက်စည်းသူတွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှ24ကကြီးနဲ့အမှုဖွင့်ထားပြီးလူမှုကွန်ရက်ကနေတဆင့်စမ်းကျင်လုံးစော်ခဲ့သူတွေကိုတော့အဲ့ဒီဥပဒေပုံမှ23ကကြီးနဲ့အရေးယူထားတာပါရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အရေးယူခံရသူတွေကိုပုံမှ23ကကြီးအရာ ဘသူမစိုးတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ရင်ထောင်ဒဏ်အနည်းဆုံး၃နှစ်ကနေအများဆုံး၇နှစ်အထိချမှတ်ခံရမယ့်အပြင်ဝေဒန်လည်းချမှတ်ခံရနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။အဲ့ဒီဥပဒေပါပုံမှန်24ကကြီးမှာတော့ဘသူမစိုးပုံမှန်ခွဲပါတားမြစ်ချက်တရရက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားဆင်ရင်ခြင်းခံရရင်ထောင်ဒဏ်အနည်းဆုံး၃နှစ်ကနေအများဆုံး၇နှစ်အထိချမှတ်ခံရမယ့်အပြင်ဝေဒန်လည်းချမှတ်ခံရနိုင်တယ်လို့ပြောပြထားပါတယ်။ စစ်ကောင်ဖြင့်တက်ပြည်တဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်နိုင်တဲ့လှုံ့ဆော်ဝါဒဖြန့်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်ပြီးတော့ထိရောက်စွာအရေးယူဖို့အတွက်ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာပြောဆိုထားပါတယ်။ Data for Myanmar ရဲ့အချက်အလက်တွေအရ2022ခုနှစ်ဖေဖော်ဝါရီလကနေ2025ခုနှစ်အောက်တိုဘာလအထိလူမှုကွန်ရက်တွေပေါ်မှာစစ်ကောင်ဖြင်းကိုစန့်ကျင်ဝေဖန်ပြီးလူမှုလှုပ်ရှားမှုတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကိုထောက်ခံအားပေးတဲ့ရေးသားပြောဆိုမှုတွေကြောင့်ဖမ်းဆီးခံရသူ1993ဝန်းထိရှိခဲ့ပါတယ်ရှင်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။နှစ်နိုင်ငံနယ်စပ်ကလက်နက်ကြီးတွေကိုထိုင်းနဲ့ကမ္ဘောဒီးယားစတင်ဖယ်ရှားနေပြီဖြစ်ပါတယ်။ဒီအကြောင်းကိုတော့ပြပကပြပြပေးထားပါရရှင်။ နှစ်နိုင်ငံကြားပြီးခဲ့တဲ့သတင်းပတ်ကငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပြီးနောက်တင်းမာမှုရှော့ချရေးခြေလှမ်းတွေရဲ့တစိတ်တစ်ပိုင်းအနေနဲ့သူပိုင်ငါပိုင်ပြောဆိုနေတဲ့နေဆက်တလျှောက်ထိုင်းနဲ့ကမ္ဘောဒီးယားကလက်နက်ကြီးတွေကိုစတင်ဖယ်ရှားနေပြီးမိုင်းရှင်းလင်းရေးဆောင်ရွက်နေကြောင်းထိုင်းအရာရှိတွေကနိုဝင်ဘာလ3ရက်ကပြောကြားလိုက်ပါတယ် နှစ်နိုင်ငံကြားနေဆက်ဆိုင်ရာတင်းမာမှုတွေကနေ9ရက်ကြာအပြန်အလှန်တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက်3လအကြာမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရှိမှထိုင်းနဲ့ကမ္ဘောဒီးယားကောင်ဆောင်နှစ်ဦးမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာငြိမ်းချမ်းရေးသဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ကြပါတယ်သဘောတူညီမှုကိုကမ္ဘောဒီးယားကလိုက်နာကြောင်းမသေးချသေးခင်အထိတိုက်ပွဲတွေအတွင်ဖမ်းဆီးရမိတဲ့ကမ္ဘောဒီးယားစစ်သားတွေကိုပြန်လွှတ်ပေးအောင်မှာမဟုတ်တလို့နေဆက်စစ်စီရေးဂိတ်တွေကိုလည်းပြန်ဖွင့်ပေးအောင်မှာမဟုတ်ဘူးလို့ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူတီရီပွန်ကပြောပါတယ် ကမ္ဘောဒီးယားရှိဒေတာတစ်ခုနဲ့ဒေတာ73ခုရှိ မိုင်းရှင်းလင်းရေးထိုင်းရဲ့အဆိုပြုမှုနဲ့အတူနယ်စပ်တခြားမိုင်းရှင်းလင်းရေးလုပ်ငန်းချင်းတွေစတင်နေပြီဖြစ်ကြောင်းထိုင်းကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရေတပ်ဗိုလ်ချုပ်ခွန်ဒီရီကဆိုပါတယ်အမေရိကန်ပါဝင်ညှိနှိုင်းခဲ့တဲ့အပြစ်ရဲ့သဘောတူညီမှုကိုဇူလိုင်လ28ရက်ကမလေးရှားမှန်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြပါတယ်အဒီနယ်စပ်ပြဿနာဖြစ်ပွားချိန်မှာကမ္ဘောဒီးယားလက်ရှိဝန်ကြီးချုပ်ရဲ့ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟာဟွန်ဆန်နဲ့ဖုန်းပြောဆိုမှုအချက်လက်တွေပေါက်ကြားခဲ့တာကြောင့်ထိုင်း န်းဝန်ကြီးချုပ်ပေတွန်းတန်ရှင်နာဝဒရာယာလူကထုတ်ပယ်ခံခဲ့ရပါတယ်။အဲ့ဒီဖုန်းခေါ်ဆိုမှုအတွင်ပေတွန်းထံကဟွန်ဆန်ကိုပြောဆိုမှုတွေဟာကျင်းဝတ်ဆိုင်ရာချိုးဖောက်ပြောဆိုမှုတွေဖြစ်တယ်လို့ထိုင်းနိုင်ငံတော်တရားရုံးကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ရုရှားရဲ့တာစီဖို့ Patriot လေကြောင်းကာကွယ်ရေးစနစ်ယူကရိန်းထက်မှန်လက်ခံရရှိခဲ့ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ ရုရှားရဲ့နေစဉ်လေကြောင်းတိုက်ခိုက်မှုတွေကိုတားဆီးရေးအမေရိကန်နိုင်ငံထုတ်ပက်ထရော့လေကြောင်းကာကွယ်စနစ်တွေကိုချက်မှတ်လက်ခံရရှိကြောင်းယူကရိန်းသမ္မတဗလိုဒီမာဇီလန်စကီကပြောလိုက်ပါတယ်။ညချေနောက်ဆုံးတိုက်ခိုက်မှုအတွင်းလူတအုပ်တေဆုံးပြီးတော့ကလေးနှစ်ယောက်ပါဝင်သူ့ရဲ့မိသားစုဝင်၅ယောက်ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်သမ္မတဇီလန်စကီကအခုလိုမျိုးပြောလိုက်တာပါ။လွန်ခဲ့တဲ့၄နှစ်ကစတင်ခဲ့တဲ့ကျူးကျော်စစ်ပွဲအတွင်းရုရှားကရှီရန်စစ်မြေနာရီနဲ့အဝေးကြီးမှရှိတဲ့မြို့ပြတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်တေဆုံးသူအရက်သားထောင်ချီရှိနေပါတယ်။ ဆောင်းရာသီမှာယူကရိန်းပြည်သူတွေအပူပေးဆက်မဖွင့်နိုင်အောင်ရေမရအောင်ရုရှားကစွန့်ထောက်ပံ့ရဲ့အစာအုပ်တွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေတာပါယူကရိန်းရဲ့ drone နဲ့ဒုံးကျည်ထုတ်လုပ်ရာနေရာတွေကိုလည်းရုရှားကပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါသည်ဒီပညာအစင်းမြင့်နဲ့ petrol လေကြောင်းကာကွယ်စနစ်တွေဟာရုရှားဒုံးကျည်တွေကိုတားဆီးရဲ့အထောက်အကူလက်နက်တွေဖြစ်ပါတယ် လာဒူလေကြောင်းရန်ကာကွယ်စနစ်တွေထပ်မံပေးဖို့ရည်တမရဇီလန်စကီကအနောက်တိုင်းမှာမိတ်တွေစီတောင်းဆိုထားပေမဲ့ထလုံးနိုင်မှုအကန့်အသတ်တွေရှိနေတာနဲ့ကိုပိုင်လက်နက်စနစ်ဖြစ်တင်းရေလိုအပ်ချက်တွေကြောင့်ယူကရိန်းစီပေးပို့မှုတွေကြန့်ကြာနေတာဖြစ်ပါလေမိမိတို့စီပေးပို့လိုက်တဲ့ပက်ထရော့လေကြောင်းကာကွယ်စနစ်တွေကိုခုခံကာကွယ်စနစ်အတွင်းထည့်သွင်းထားတယ်လို့ဇီလန်စကီကဆိုတာပါဒါပေမဲ့တနင်္ဂနွေလုံးအတိုင်းတာနဲ့ကာကွယ်ရေးနောက်ထပ်လေကြောင်းကာကွယ်စနစ်တွေလိုအပ်နေစေဖြစ်ကြောင်းယူကရိန်းသမ္မတကပြောပါရီ အခုလို Petrol လေကြောင်းကာကွယ်စနစ်တွေပို့ဆောင်ပေးတဲ့ဂျာမနီနဲ့ဂျာမနီအဓိပတိ Frederick Mars ကိုကျေးဇူးတင်ကြောင်း Zelensky ကပြောပါတယ်။ဂျာမနီကလွန်ခဲ့တဲ့3လကလေးက American တို့ Petrol လေကြောင်းကာကွယ်စနစ်တွေပေးပို့ဖို့ ဂရီပေးထားခဲ့တာဖြစ်ပါတယ်အမေရိကန်ကလည်းအဲ့ဒီလေကြောင်းကာကွယ်စနစ်တွေဂျာမနီစီအစောတလင်ပေးပို့ရေးဂရီပြုထားပြီးဖြစ်ပါတယ်ဂျာမနီဟာသူတို့စစ်တပ်အတွက်ရှိနေတဲ့ပက်ထရိုလေကြောင်းကာကွယ်စနစ်တွေကိုတခြားနိုင်ငံတွေထပ်ပို့ပြီးယူကရိန်းစီပေးပို့နေတာဖြစ်ပါတယ်ဂျာမနီက RST နဲ့ Skynex တို့လိုတာတိုလေကြောင်းကာကွယ်စနစ်တွေကိုလည်းယူကရိန်းစီပေးပို့ကူညီထားပါတယ်ယူကရိန်းစီလက်နက်ပေးပို့ရေးအစီအစဉ်တွေအတွက်နေတိုးဖွဲ့ကပုံမှန်ပူးပေါင်းဆောင်ရွက်နေတာပါ ဒီတော့တွင် NATO ဖွဲ့ဝင်ရူမေးနီးယားကဂျာမနီလက်နက်ကုမ္ပဏီ Rheinmetall နဲ့ပူးပေါင်းပြီးတော့ရမ်းမုံထုတ်လုပ်ရေးစက်ဝင်တစ်ခုရူမေးနီးယားမှာတည်ဆောက်ရေးသဘောတူညီမှုလက်မှတ်ရေးထိုးလိုက်ပါတယ်။လေပိုင်နဲ့ချိုးဖောက်ဝင်ရမှုပါဝင်ရန်စားမှုတွေပုံများလာနေတဲ့ရုရှားကြောင့်ဥရောပကကိုယ်တိုင်လက်နက်ဖြစ်တင်းရဲ့အရှိန်မြင့်ဆောင်ရွက်နေရပါလိမ့်။ဘိုင်ဒန်ဆွေရလက်ထက်ကလည်းမဟုတ်ပဲထရန့်ဆွေရလက်ထက်မှာယူကရိန်းစီအမေရိကန်ရဲ့လက်နက်ပေးပို့မှုပုံစံပြောင်းလဲသွားပြီးတော့ဥရောပကအမေရိကန်စီလက်နက်တွေကိုဝယ်ယူပြီးတော့ယူကရိန်းကိုပြန်လည်ထောက်ပံ့နေတာဖြစ်ပါလိမ့်။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1939ရာအတွင်းကြာဆုံးသူနယ်ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစကောင်စီကြောင့်နိုင်ငံတော်မှအာနာသိန်းမှုဖြစ်ခဲ့တဲ့1939ရက်အတွင်းအကြမ်းဖက်သက်ပြတ်ခံရပြီးကြာဆုံးခဲ့သူ9438ဦးအထိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2906ဦးအထိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ9314ဦးအထိရှိလာပြီဖြစ်ပါတယ်။ ။မွန်ပြည်နယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်သက်ပြက်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ800ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးသင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်ရှင်။တလင်းထားမြေနေ့လည်ခင်းနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါတလင်းထားမြေသတင်းထုတ်လွှင့်မှုတွေကို Facebook, Instagram, Telegram, YouTube, Website, X, TikTok နဲ့တလင်းထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။